ပါကစ္စတန်ကိုအားပေးထောက်ခံသူတွေဆိုတဲ့စစ်ဆေးကြောက်အောင်မှာအိန္ဒိယအာဏာပိုင်တွေကလူပေါင်း80ကျော်ကိုဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။အာရှတောင်ပိုင်းကခါတီးပြိုင်ပတ်နိုင်ငံကြားဆယ်စုနှစ်တွေအတွင်းအစိုးရအဆောင်စစ်ရေးပဋိပက္ခတစ်ခုကြုံတွေ့ခဲ့ပြီးတလောက်ဝန်းကျင်ကြာမှာအိန္ဒိယရဲတပ်ဖွဲ့ဟာပါကစ္စတန်လူလားထောက်ခံသူ82ဦးကိုဖမ်းဆီးထိန်းသိမ်းထားခဲ့တာဖြစ်တယ်လို့အစိုးရထိပ်တန်းအရာရှိတဦးကဂျွန်လာတရက်နေမှာပြောကြားလိုက်ပါတယ်။ဖမ်းဆီးခံရသူအလုံးဟာနိုင်ငံအရှိမျောက်ပိုင်းအာတန်ဒေသတွေမှာနေထိုင်သူတွေဖြစ်ကြောင်းလည်းသိရပါတယ်။ အာဒန်ပြည်နယ်အုပ်ချုပ်ရေးမှူးဟီမန်ဒါဘေးစွာဆောင်မကပါကစ္စတန်ကိုထောက်ခံပြီးအမျိုးသားရေးကိုစန့်ကျင်သူ82ဦးကိုတန်တိုင်းတွင်တော့ပို့ထားလိုက်ပြီလို့ပြောပါတယ်။ဆာမဟာဝန်ကြီးချုပ်နာရန်ဒရာမိုဒီဦးဆောင်တဲ့ဟိန္ဒူအမျိုးသားရေးဝါဒီအာနာယပါတီရဲ့နိုင်ငံရေးသမားတဦးလည်းဖြစ်ပါတယ်။ဖန်ဆီးမှုတွေနဲ့ပတ်သက်လို့အသေးစိတ်ကိုမထုတ်ပြန်သေးပေမဲ့လူမှုကွန်ရက်ပေါ်မှာပါကစ္စတန်ကိုထောက်ခံရေးသားမှုတွေကိုအာနာပိုင်တွေကပြတ်မှတ်ထားခဲ့တာဖြစ်တယ်လို့ယုံကြည်ရပါတယ်။ဆာမဟာက အိန္ဒိယရဲ့နည်းပညာလုံခြုံရေးစနစ်တွေဟာအမျိုးသားရေးကိုစန့်ကျင်တဲ့လူမှုကွန်ရက် post တွေကိုအချိန်ပြည့်စမ်းစစ်စောင့်ကြည့်ပြီးလိုအပ်တဲ့အရေးယူမှုတွေကိုလောဆောင်နေတယ်လို့ပြောပါတယ်။အာတန်ရဲတပ်ဖွဲ့ကအဖမ်းခံရသူတူဟာ Instagram အကောင့်မှာပါကစ္စတန်အလံပုံကိုတင်ထားတာကြောင့်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့အတည်ပြုခဲ့ပါတယ်။မေလစန်းတော်ကအစ္စရေးနဲ့ပါကစ္စတန်တို့ဟာ1999ခုနှစ်နောက်ပိုင်းနှစ်ဖက်ကြားမှာအပြင်းထန်ဆုံးစစ်ရေးပဋိပက္ခတစ်ခုမှာ၄ရက်ကြာတိုက်ခိုက်ခဲ့ကြတာပင်ဖြစ်ပါတယ်။နောက်တော့အမေရိကန်ရဲ့ဂျာဝယ်ဆစ်ဆက်ပေးမှုအရ မေလ၁၀ရက်နေ့မှာအပြည့်အခက်ရက်စဲခဲ့ကြတာဖြစ်ပါရဲ့ရှင်။